credit arm မင်္ဂလာပါရှင်မင်္ဂလာခေတ္တမှာအပြန်လဲကျဆွမ်းရပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်ပြပန်းတဲ့များကျွန်တော်ရဲ့တရေများနဲ့နောက်ဆွေတရေများကိုအချင်းနဲ့တပင်းညစာတက်တက်ဆက်ပင်တော့မှဖြစ်ပါရှင်ရေခပ်ပရမောစွာစာတက်တက်ဆက်ပင်မဲ့တရေကြောင့်လည်းကတော့ကံကြီးတောက်မှအခကျင်းကိုရယူအစားချိုးစစ်မှုအထက်တသားတဲ့ဖြစ်စစ်ထဲလိုက်ပါတော့သူတသားတဲ့ကိုစင်ပိုင်းဘူဘူတိုက်ပွဲတွင်တည်ဆုံခဲ့ပြီးစစ်တပ်ကရောချင်းနဲ့ခန်းစားခွင့်မပေးဘူးဆိုတဲ့တရေနဲ့ပဲဖြစ်ပါရှင် အေယဝီတိုင်းကန်ချီတော်မြို့နယ်အတွင်းစစ်မှုထမ်းအပတ်စဉ်6တင်းနဲ့အစဉ်ကိုစင်ဘိုးဘိုးရှစ်တန်းတိုက်ပွဲတွင်တေဆုံခဲ့ပြီးလေဖြတ်နေတဲ့ဖခင်ပြည်သူကြံရိတ်ခကြောင်းဒေတာတွင်တရင်မြက်ကရှန်ကုန်ခိတဲ့တရင်ဌာနထပ်တော့ပြောဆိုထားဖြစ်ပါရယ် မတ်နာ10နှစ်ရှမ်းပြည်နယ်နဲ့ဂရင်းနီပြည်နယ်အစပ်ရှစ်တန်းစစ်မြေပြင်တိုက်ပွဲတွေကိုစင်ဘိုဘိုတင်းဆုပ်ချက်ဖြစ်ကြောင်းကိုစင်ဘိုဘိုဟာကံကြေးတော်မြို့နယ်ရေတွင်းစိတ်အုပ်စုမှဖြစ်ပြီးစစ်မှုထမ်းအစာထိုးတပ်သားတဲဖြင့်အခါချင်းငွေရယူ၍စစ်တပ်ထဲသို့လိုက်ပါခဲ့တဲ့လူငယ်တူဖြစ်ကြောင်းတေဆုံမှုတရင်ကိုအကြံဖက်စကားစစ်တပ်များကမိသားစုဝင်များထံသို့လာရောက်အသိပေးပြောဆိုတွားကြောင်းသိရှိရပါသည် တေဆုံသွားခဲ့တဲ့ကိုစင်ဘိုဘိုဟာမိခင်မရှိတော့ပဲလေဖြတ်နေတဲ့ဖခင်တာကြံရခဲ့ပြီးတားဖြစ်သူတရင်ကြောင့်စိတ်ထိခိုက်ဝမ်းနေနေကြောင်းစင်ဝထန်တသားတဲ့ကိုစင်ဘိုဘိုတေဆုံမှုအတွက်စစ်တပ်ကရောကြီးနဲ့ခန်းစားကိုတဆုံတရားပေးအပ်ခြင်းမရှိကြောင်းသိရှိရပါတယ်။စင်ဝထန်အပတ်စဉ်6ကငွေကြေးနဲ့အရယူပြီးစင်ဝထန်အစားထိုးလိုက်ပါသွားခဲ့တဲ့ကိုစင်ဘိုဘိုရှမ်းပြည်ရှိတဲ့စစ်မြတ်နဗျင်မှာတေဆုံသွားခဲ့တယ်လို့စစ်ကူတွေကမိသားစုဝင်တွေကိုလာရောက်ပြောဆိုသွားတယ်လို့သိကြပါတယ်။ ကိုစင်ဘိုးဘိုးရဲ့မိခင်ဖြစ်သူကတော့တိဆုံသွားတာတနည်းခန့်ရှိပြီလို့သိရပါတယ်။ဖခင်ဖြစ်သူကတော့လေဖြတ်နေတယ်။ဒါဖြစ်သူတဲ့တဲ့ကြောင့်စိတ်ထိခိုက်နေတယ်လို့လည်းသိရပါတယ်။ဟိုဒေတာတွေ့တဲ့ရဲ့မြက်ကပြောဆိုထားဖြစ်ပါတယ်။ချို့ပြင်ရေတွင် စိတ်အုပ်စုအကျံပစ္စတက်ခနဲ့အုပ်ချုပ်ရမှုထွန်းအောင်ကလည်းတရက်တော်ရွာအောင်တော်ရွာကျုပ်လာချောင်းဖျားရွာနဲ့တကွန်းတိုင်းရွာဖက်ချန်တို့ကအစ်မထန်ရဲ့အတွေ့လူငယ်ဆက်တော်ဦးပေးရမည်ဆိုကား အတင်းအနမတောင်းခနေခြင်းကြောင့်လူငယ်အများပြားချက်ပြေးတိမ်ရှောင်းနေရကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ PJ နိုင်ငံကုလမကိုကိုင်ဆောင်ထားတဲ့ပြပထွက်ခွာမဲ့အလို့သမားများအလုံးယနေ့မှစတင်ပြီးစကားစီရဲ့အခွင့်ပြုချက်မရှိဘဲနဲ့ပြပထွက်ခွင့်မရှိတော့ဘူး။ပြထွက်ခွင့်စစ်စစ်ရန်၅ရက်ကြိုတင်လျှောက်ထားရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။မြန်မာနိုင်ငံမှာပြပနိုင်ငံများတို့ PJ အလို့ကိုင်နိုင်ငံကုလမဖြစ်အထွက်ခွာမဲ့အလို့သမားများအလုံးဟာ ယနေ့မတ်လ18ရက်နေ့ကနေစတင်ပြီးစကားစီရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပနိုင်ငံများတို့ထွက်ခွာခွင့်မရှိတော့ကြောင်းပြည်ပအလုပ်ကိုင်အေဂျင်စီများကရှင်းလုပ်ခဲ့တဲ့တရင်ဌာနထပ်တော်ပြဆိုချဖြစ်ပါတယ်။မတ်လ10ရက်နေ့တွင်စကားစီဟာ PJ နိုင်ငံကုလမဖြင့်ပြည်ပတို့ထွက်ခွာမဲ့အလုပ်သမားများအားလုံးဟာအလုပ်သမားဝန်ကြီးဌာနတို့အနေဆုံး၅ရက်ကြိုတည်ခွင့်ပြုချက်တောင်းရမည်ဟုအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်အဆိုပါအမိန့်မှာယနေ့မတ်လ18ရက်နေ့တွင်စတင်အသက်ဝင်လာကြောင်းသိရှိရပါတယ်။ အလို့သမားတွေမှာ OWIC နိုင်ငံကုလက်မှာလေရင်လက်မှတ်ရှိုံနေတော့ပြပထွက်လို့မရတော့ပါဘူးအလို့သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရမယ်ခွင့်ပြုချက်ရမှဘဲတောင်းရမယ်ခွင့်ပြုချက်မရရင်လေစိတ်မှာပေးမသွားပါဘူးလို့ပြပအလို့ကိုင်အေဂျင်စီပိုင်ရှင်တူကတော့ရန်ကုန်ကတဲ့တရင်ဌာနထပ်ပြဆိုချာဖြစ်ပါရယ်စကောင်းစီရဲ့အလို့သမားဝန်ကြီးဌာနကပြပတို့နေစင်ထွက်ခွာခွင့်ပြုခဲ့တဲ့အလို့သမားများစင်ကိုရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေစိတ်များတို့ပေးပို့မိဖြစ်ကြောင်း အလောသမဝန်ကြီးဌာနကလေးစိတ်တို့ပြပူတဲ့ခွင့်ပြုချက်စင်းတွေမပါဝင်သူများအနေဖြင့်လည်းပြပောက်တို့ချက်ခါခွင့်ရရှိမည်မဟုတ်ကြောင်းသိရှိရပါတယ်။အကြံပေးစကားစီရဲ့အလောသမဝန်ကြီးဌာနကအလောသမများကိုပြပောက်ချက်ခွင့်ပြုများတွင်တနည်းနည်းအလောသမဦးရေ120ဝန်းကျင်ခွင့်ပြုမည်ဖြစ်သည်ဟုသိရှိထားကြောင်းပြပောက်အလောက်ကအေဂျင်စီအတောင်းဝန်ကရန်ကုန်ခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်။ ကျွန်တော်တို့သိထားတာကတော့အလုတ်မောင်းဝန်ကြီးဌာနကပြပောက်ကိုချက်ခွာခွင့်ပြုမဲ့အလုတ်သမားအရေးအတွက်တနည်းကိုတရားနဲ့190ကျားပဲခွင့်ပြုမယ်လို့သိထားပါတယ်။အလုတ်သမားတွေပြပောက်ကိုချက်ခွာတာအရန်များနေလို့စစ်စစ်တက်လို့သိရပါတယ်လို့ပြပောက်အလုတ်ကအေဂျင်စီပိုင်ရှင်ကရှင်းလင်းပြောဆိုထားဖြစ်ပါတယ်။အဂျမ်ဘစ်စကောင်စီကထိုင်းနိုင်ငံဆိုင်ရာ မြန်မာတမ်းမတ်ကြီးချစ်ဆွေကိုအလတ်မောင်းဝန်ကျက်ပြီးဇန်နဝါရီလ31ရက်နေ့တွင်ပြောင်းလဲခန့်အပ်ပြီးနောက်ပြပတို့တွားရောက်အလတ်လုံရန်ရင်းကတုတင်းကျက်တဲ့စီမင်းစည်းကမ်းများကိုစကောင်းစီရအချမ်းမလာချစ်ဖြစ်ကြောင်းတရှိရပါသည်ဆက်လက်ပြီးတော့ချောင်းနဲ့ရေဦးမြွနဲ့တွင်စက်တက်စကြောင်းနဲ့ရန်နံအမိုင်းဆက်တက်ခတ်မှုစစ်သား၃ဦးတိစုံခဲ့တဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပေးမှဖြစ်ပါရှင်စကိုင်းတိုင်းချောင်းမြနယ်တွင်အကြမ်းဖက်ဆက်တက်စစ်ကြောင်းနှင့်စစ်ကားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People Defense Force Sort Moya တပ်ဖွဲ့မ တောင်ဝမ်းရှိသူတို့ကရန်ကုန်ဖြစ်တဲ့တင်ဌာနထက်တို့ပြောဆိုထားပြပါရယ်မက်စလာစငိုင်းနဲ့ညာရှင်နိုင်ကန်တွေချောင်းမြနဲ့နိုင်ရကန်အကျံပစ်စတက်ကေကနေချက်ခွန်လာတဲ့အကျံပစက်ကစစ်တပ်များကို People Defense Force Sort မောရတပ်ဖွဲ့မှတော်တော်ရေးရှယ်ပေါ်များကပရိဒမိုင်းလေးလုံးတပွိုင်းဖြင့်နှလုံးတပွိုင်းတို့ဖြင့်မိုင်းဆွဲတက်ကေအကြောင်းသိရှိရပါသည် ကျော်တူမတ်လ16ရက်နေ့နဲ့နဲ့အရှင်းတိုင်း30မိနစ်ခန့်လဲမိုးရွာမြို့မှာထွက်ခွာလာတဲ့တံပြားကစစ်ကား9စီးကိုနိုင်ရီကန်တဲ့ရေဘူစာအကြမ်း၌တော်ရီရှေပေါ်များကဗရီဒါမိုင်းနှလုံးတစ်ပွိုင်းတို့ဖြင့်ထမံဖောက်ခွဲတက်ခဲ့ကြောင်းသိရှိရပါသည်မိုင်းဆွေတက်ခဲမှုအတွင်မှာအကြမ်းဖက်စစ်ကားစစ်တပ်များထိခိုက်ဒေဆုံမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေတော်ရီရှေပေါ်များအထူးခန့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်စစ်ခွေတိခတ်တည်ဆုံမှုကိုရောမသိရသေးပါဘူးစစ်ခွေကင်ပုံနဲ့ ဂွေးပင်တော်ကိတ်ကစစ်ကူတွေကလည်းနဲ့ကြီးနဲ့နိုင်ငံနဲ့ပြစ်ခတ်ခဲ့ပေမဲ့ကျွန်တော်ရဲ့ရေပေါ်ရိအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Defense Force Sort မူရတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပြပါတယ်အလောင်းသူစကိုင်းတိုင်းရေဦးမျိုးပေါ်တွင်လည်းကင်းလက်ရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စစ်တပ်သားများလိုက်ပါလာတဲ့ကာတုံးစီကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီးစစ်ကောင်၃စီးသေဆုံးခဲ့ကြောင်း ြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြင့်နယ်ပကပတော်ဝန်ခံကရှန်ကုတ်ခေတ်တဲ့တင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်မဆလာ၅ရက်နေ့ည၈နိုင်ခန်းတွင်ရေးဦးမျိုးဘိုအောင်စရာရက်ွက်အတွင်မှာလက်ကင်းရန်တက်ခွန်လာတဲ့အကြံပေးစကားစစ်တတာများလိုက်ပါလာတဲ့ကာတုံစီကိုရေးဦးမြင့်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှအတော်လေးရေပေါ်များကမိုင်းဆွဲတက်ခဲ့ကြတဲ့အကြောင်းသိရှိရပါတယ် စစ်ခွေ၃កောင်တော့တည်ပြီး6ဦးကတော့အတိုင်းအပြင်းစားရပါတယ်စစ်ခွေအင်အားကတော့30ပါကားလေး3စီလာပါတယ်ရှစ်ကားသစီကမောင်းပြေးသွားပြီးနောက်နှစ်စီကမောင်းမရတော့ဘူးလို့တည်ရပါတယ်ပြည်သူများစစ်ခွေများနဲ့အဝေးဆုံးမှာနေဖို့အတိပေးချင်ပါတယ်စစ်ခွေတွေအထင်နာထားလို့လက်နေချင်းနဲ့ရွာတွေဘက်မှာထူနေပါတယ်ရွာရဲဘက်ကိုလက်နေကြီးနဲ့ထူနေတာ၄ချက်ရှိပါပြီအခုလက်နေကြီးထူတာ၄ချက်ရှိသွားပါပြီပြည်သူတွေထိခတ်ဒဏ်ရာရှိတဲ့မျိုးတော့မရှိပါဘူးစစ်ကွေအထိုင်ချတပ်ဆွတ်ထားတဲ့ ပိုင်းရင်းစင်းရုံကနေပြီးလက်နဲ့ကြီးနဲ့ထူတာပါရေဦးမျိုးအနောက်ဖက်ခြမ်းကိုလက်နဲ့ကြီးနဲ့ထူနေတာဟုဗီဒူကာကွေရဲ့အဖွဲရေဦးမျိုးနဲ့ဘကဖတာဝန်ခံပြောဆိုထားဖြစ်ပါရယ်ရေတက်ခမှုအတွင်းမှာကာနစီပစ္စည်းခဲ့ပြီးအကြံပေးစကောင်းစစ်တကများလက်နဲ့ငယ်များဖြင့်ရေတက်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့တော်လည်းပဲတော်လည်းရေပေါ်များအထူးခိုင်းမရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့လေးမြနာမြို့နယ်တွင်စစ်တကစစ်ပေးရှောင်းရခိုင်လူမျိုးများကိုအေးအေးနဲ့ပတ်သက်ဒီလိုဆိုကလက်လက်ဖမ်းဆီးနေတဲ့ဆိုတဲ့တင်ကိုတိဆက်ပေးမှာဖြစ်ပါပါရှင်။အီယာရီတိုင်းလေးမြနာမြို့နယ်တွင်အကြံပေးစစ်တကစစ်ပေးရှောင်းရခိုင်လူမျိုးများကိုအေးအေးနဲ့ပတ်သက်ဒီလိုဆိုကလက်လက်ဖမ်းဆီးနေကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ်တဲ့တင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်။မဆလာစငိုင်းနေညရှင်းလိုက်ခက်တွင်လေးမြနာမြို့နယ်အတွင်ရှိကွင်ကြီးကျောင်းအဆုကိုအကြံပေးစစ်တကဝေရောက်ဆင်းနေပြီး စစ်ဘေးရှောင်ရခိုင်လူမျိုးများကိုအေးအေးနဲ့ပတ်သက်ပြီးဟိုဆိုကလက်လံဖန်ဆင်းနေခြင်းပြစ်ချောင်းတရှိရပါတယ်အကြမ်းမဲ့စကားစစ်တပ်များဟာအောင်စံကွင်ကျင်းရောမှာအစ်ပေးဆောင်ရခိုင်လူမျိုးလူငယ်တုံးနဲ့ဇီးပင်ကွင်ကျင်းရောမှာဦးအောင်ဝင်းစုတူကိုအေးအေးနဲ့ပတ်သက်တယ်ဆိုကဖန်စီသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါဖမ်းဆီးသွားခဲ့တဲ့ရခိုင်နယ်မျိုးစစ်ဘေးရှောင်းအုပ်ကိုမိသည့်နေရာတွေဖမ်းဆီးထားတယ်ကိုမသိရှိရသေးပဲမိသားစုဝင်များနဲ့လည်းအဆက်အသွယ်ပြတ်တောက်နေကြောင်းထို့ပြင်အကြံပေးစကားစစ်တပ်သားများဟာကွင်းကြီးကြီးရောအုပ်စုအတွင်းကြီးရွာများကိုအချိန်ကြာမြင့်စွာဝေရောက်ရှာဖွေမှုများလည်းလုံဆောင်သွားခဲ့ကြောင်းသိရှိရပါတယ်အကြံရတဲ့ဆက်ပေးမှုဒီမှာပဲကြားနာကိုပြောပါရှင်အခင်နာဆုံအတွေ့အထူးကျေးဇူးတင်ရှိပါတယ်ရှင်